်မင်္ဂလာပါရှင်ဘာမတယ်လီဗေးရှင်းကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်မင်းအောင်လိုင်းကို ICC တရားရုံးကဖန်ဝရန်ထုတ်ရင်ဆက်လက်လှုပ်ဆောင်နေပြီးမကြမီဖန်ဝရန်ထွက်ရှိမယ်ကြောင်းတင်ဆက်ပေးပါမယ်အာဂျင်တီးနာတရားရုံးရဲ့ဖန်ဝရန်နိုင်ငံတကာရဲတပ်ဖွဲ့ကို Red Alarm ဖြစ်ပြီးပို့ထားပါတယ်အကြံဖက်မင်းအောင်လိုင်းပေါ်အပြပြဆိုင်ရာရာဇဝတ်တရားရုံး ICC ကဖန်ဝရန်ထုတ်ရင်လုပ်ငန်းစဉ်မှာဆက်လက်သွားနေပြီးမကြမီမင်းအောင်လိုင်းတို့ ICC ဖန်ဝရန်ထွက်ရှိလာမှာဖြစ်ကြောင်းပြည်တိုင်အခြေဆိုင်မြန်မာရိုဟင်ဂျာအသင်းဥက္ကဋ္ဌဦးထွန်းခင်ကသတင်းဌာနကိုပြောပါ ါရယ်၂024ခုနှစ်နိုဝင်ဘာလ29ရက်နေ့ရခိုင်ပြည်မှာရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုအတွက်ပြစ်မှုထင်ရှားတဲ့အတွက်မြန်မာစစ်ကောင်ဆောင်မင်းအောင်လိုင်းကိုဖမ်းဝရမ်းထုတ်ပေးဖို့နိုင်ငံတကာရာဇဝတ်တရားရုံး ICC ရဲ့ရှေ့နေချုပ် Karim AA Kam KC က ICC တရားရုံးမှာရှောက်ထားခဲ့ပြီးဖမ်းဝရမ်းထွက်ရှိဖို့လှုံ့ဆော်နေတဲ့ကာလမှာ၅လကျော်ကြာမြင့်နေပြီဖြစ်ပါတယ်။ ICC ဖမ်းဝရထုတ်ဖို့ကရှိနေကြကတင်ပြထားပြီဆိုတော့လအနေငယ်တော့ကြာလောက်တယ်ဒါပေမဲ့သူတို့ project ကနည်းနည်းတော့ကြာတယ် ICC ရှိနေကြကနေဖမ်းဝရထုတ်ဖို့ဟာကိုလှုပ်ထားပြီးပြီဆိုတော့အချိန်ကအရန်ကြီးတော့တိတ်မကြာလောက်ဘူးဖမ်းဝရထုတ်ပါလိမ့်မယ်ဖိလစ်ပိုင်သမ္မတဒူတာတီးကို ICC ဖမ်းဆီးခေါ်လာတာတွေ့ရတယ် ICC ရဲ့မင်းအောင်လိုက်ပေါ်ဖမ်းဝရထွက်လာရင်တော်တော်လေးကိုတရားမှုရှိနိုင်တယ်လို့ဦးထွန်းခင်ကပြောပါတယ်2016နဲ့2019ခုနှစ်တွင်မှာမြန်မာနိုင်ငံရခိုင်ပြည်နယ်အတွင်းအကြမ်းဖက်မှုတပ်ဖြတ်မှုလိုင်းတွေနဲ့မြန်မာနိုင်ငံမှာဘင်္ဂလားဒေ့ရှ်နိုင်ငံ ံကိုရိုဟင်ဂျာများထွက်ခွာလာမှုနဲ့နောက်ဆက်တွဲရာဇဝတ်မှုတွေကို ICC တရားရုံးက2019ခုနှစ်နိုဝင်ဘာလ14ရက်ကစတင်ပြီးစုံစမ်းစစ်ဆေးခဲ့ကြောင်းကြေကြေပြန့်ပြန့်လွတ်လပ်ပြီးတမာတမတ်ကြတဲ့စုံစမ်းစစ်ဆေးမှုအပြီးစစ်တပ်ကကာကွယ်ဦးစီးချုပ်မင်းအောင်လိုင်ကလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေအတွက်ရာဇဝတ်မှုကျူးလွန်တယ်လို့ ICC တရားရုံးကဆုံးဖြတ်ချက်ကောက်ချခဲ့ကြောင်း စစ်တပ်ကရိုဟင်ဂျာတွေကိုညှဉ်းပန်းနှိပ်စက်တပ်ဖြတ်မှုတွေနဲ့နှိမ်ထုတ်မှုတွေကိုမြန်မာနိုင်ငံနဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့မှကျူးလွန်ခဲ့ကြောင်း ICC ကထုတ်ပြန်ပါတယ်။ဒါအပြင်အာဂျင်တီးနားနိုင်ငံရှိတရားရုံးကလူသားမျိုးနွယ်ပေါ်ကျူးလွန်တဲ့ဆင်ရဆွေမှုနဲ့ဖမ်းရမ်းထုတ်ဆစ်မှုတွေမှာလည်းနိုင်ငံတကာရဲ့တပ်ဖွဲ့ Interpol ကို Red Alert အနီရောက်ဆင်ထုတ်ပြီးဖမ်းဆီးနိုင်ရင်မှသက်ဆိုင်ရာတရားရုံးနဲ့ Interpol အကြလုပ်ငန်းစဉ်များအားဆက်လက်ဆောင်ရွက်နေကြောင်းသိရပါတယ်။တကမ္ဘာလုံးကလည်းရိုဟင်ဂျာလူမျိုးတုံးတပ်ဖြတ်မှုတွေအတွက်အထောက်အထားတွေပတ်သက်ခဲ့တာရော2021နောက်ပိုင်းမှာအကြမ်းဖက်စစ်ကောင်ဆောင်က ူသားမျိုးနွယ်ပေါ်မှာရှာဆွေးမှုကျူးလွန်လာရင်မဟုတ်မတင်ရဖန်ဆီးထားပြီးတော့ရွာရီကိုမိရှူတာတွေဖန်ဆီးအချင်းချတက်ဖြတ်နေတာတွေရာဆွေးမှုတွေမနေဘူးအကြံဖက်စစ်ကောင်ဆောင်မင်းအောင်လိုင်းရဲ့နိုင်ငံတကာမှာရှိနေတဲ့ပုံရိပ်ကစိုးတဲ့ဆိုးလာတယ်တချို့နိုင်ငံတွေကသာသူတို့ကို head of state ဆိုပေမဲ့အကြံဖက်မင်းအောင်လိုင်းနဲ့ပတ်သက်လို့စိုးလာနိုင်တာကသူနဲ့ပတ်သက်လို့နိုင်ငံတကာ sanction တွေအများကြီးချထားပြီးသားဖြစ်တယ် American အစိုးရကလည်း Rohingya တွေပေါ်ကန်နိုဆိုင် လုတ်တယ်လို့ကြေညာထားတယ် ICC တရားရုံးရောအာဂျင်တီးနားတရားရုံးက ာဖန်ဝရန်နီကမင်းအောင်လိုင်းပေါ်မှာအများကြီးကိုတက်ရောက်မှုရှိတယ်လို့ဦးထွန်းခင်ကဆက်လက်ပြောဆိုပါတယ်။ အပြည်ပြည်ဆိုင်ရာရာဇဝတ်တရားရုံး ICC အပါဝင်နိုင်ငံတကာတရားရုံးများမှမင်းအောင်လှိုင်နဲ့စစ်ကောင်ဆောင်များကိုတရားစွဲဆိုနေမှုတွေပေါ်စိုးရင်စရာမရှိကြောင်းအကြံဖက်စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူစောမင်းထွန်းကလွန်ခဲ့တဲ့မလအတွင်းမှာအကြံစီရသတင်းဌာနနဲ့တွေ့ဆုံပြီးမြန်ကန်မှာတုံ့ပြန်ပြောဆိုထားပါတယ်။နောက်ထပ်တစ်ပုတ်အနေနဲ့ဘီလင်းမြို့နယ်အလူလီကျေးရွာနီမှာတိုက်ပွဲဖြစ်ပြီးစစ်သား6ဦးသေဆုံးတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်ဘီလင်းမြို့နယ်အလူလီကျေးရွာနယ်တပြည်နီကျေးရွာကမှာတိုက်ပွဲဖြစ်ပြီးစစ်သား6ဦးသေဆုံးခဲ့ကြောင်းနဂတ်ပြူတိုင်ရင်မှာတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်။ မနေ့ကအေပရီလ21ရက်မနက်7:30မိနစ်30ကပဲခူးတိုင်းဘက်မှမုံကြီးနယ်ဘက်ကိုရှမ်းကိုမော်လမြိုင်လမ်းအတိုင်းဝင်ရောက်လာတဲ့ပုံစံပြောင်းအကြမ်းဖက်စစ်ရင်တန်းကိုဘီလင်းမြို့နယ်အလူလေးကျေးရွာနဲ့တပြည်နီကျေးရွာကြားမှာမိုင်းဆွဲဖို့ပြင်ဆင်နေစဉ်အင်အား20ခန်းမှာအကြမ်းဖက်စစ်တပ်ရှေ့ပြေးကင်းပွဲနဲ့တော်လိုင်းပူပေါင်းတပ်ဖွဲ့ကြအပြန်အလှန်ပစ်ခတ်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသိရပါတယ်။ ပကောကနေမုံကြီးနယ်ဘက်ဝင်ရောက်လာတဲ့ကားတန်းမှာအဲ့ဒီကားတန်းကိုမိုင်းစင်ပေါ်အသွာရန်သူရှိပြီးကင်းနေတိုက်ပွဲဖြစ်တာပါကင်းပုံးနဲ့ရုတ်တရက်ထိတွေ့တိုက်ပွဲဖြစ်တာကြောင့်ရန်သူဘဲကထွက်လဲဆိုတာသိချာမသိရဘူးကားတန်းကိုလည်းမိုင်းမဆွဲလိုက်ရဘူးလို့ငကပြူတရင်မှာတာဝန်ရှိသူတောက်ကပြောပါရယ်အဲ့ဒီလိုထိတွေ့တိုက်ပွဲတွင်အကြမ်းဖက်စစ်သား၆ဦးတေဆုံးပြီးဒဏ်ရာရရှိသူများလည်းရှိကြောင်းတွန်လိုင်းအင်အားစုများဘက်မှရှဲပေါ်တအုပ်ရှက်တီဒဏ်ရာမစွန့်ရင်ရရရှိခဲ့ကြောင်းသိရပါရယ် အဆိုပါတိုက်ခိုက်မှုကိုငကပြူတိုင်ရင်ခွန်8 3ရက်တိုင်ရင်9805တက်ခွဲလီတို့ပူပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်ပြီးမနက်7:49မိနစ်အချိန်မှာအောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ကျေးရွာတွေကိုလက်နက်ကြီးလေကြောင်းတို့နဲ့တိုက်နေတာကြောင့်မိဘပြည်သူများအနေနဲ့စည်ရေးတတိနဲ့သွာလာနေထိုင်ကြဖို့နဲ့စည်ရေးအရှိန်မြင့်လာနေပြီဖြစ်တဲ့အတွက်တော်လိုင်းဖွဲ့စည်းများကိုလည်းဝိုင်းဝန်းပူပေါင်းကူညီပေးကြဖို့တိုက်တွန်းထားပါတယ်။နောက်တဲ့တစ်ပုတ်အနေနဲ့စင်ကူးမြို့နယ်အောက်စီကုန်းကျေးရွာကိုစစ်တပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်မှု ုံ၅လသားရွှေကလေးတို့ပါဝင်ပြည်သူလေးဦးထံရရတဲ့ကြောင့်တင်ဆက်ပေးပါမယ်။မန္တလေးတိုင်းစင်ကူးမြို့နယ်အောက်စီကုန်းချင်းရွာကိုအစံပတ်စက်ကောင်စီတပ်ကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာ၅လသားရွှေကလေးတို့ပါဝင်ပြည်သူလေးဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောပါရယ်။ဧပြီလ22ရက်နေ့ညနေ3:30မိနစ်30ခန်းချိန်စင်ကူးမြို့နယ်အောက်စီကုန်းချင်းရွာကိုအစံပတ်စက်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာအသက်၅လရွှေကလေးတို့ပါဝင်ပြည်သူလေးဦးထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၎င်းတို့အနက်အသက်60ရွယ်အမျိုးသမီးတအုပ်ပြင်းထန်ဒဏ်ရာရရှိပြီးကြံပီသူများမှာစိုးရိမ်စရာမရှိကြောင်းသိရပါဗျ။ ဒါအပြင်ပြည်သူနေအိမ်သုံးလုံးထိခိုက်ပျက်စီးခဲ့တဲ့အပြင်နွားတကောင်ဝက်လီကောင်လည်းတေဆုံးခဲ့ကြောင်းသိရပါဗျ။စင်ကူအောက်စီကုံရွာကိုလေကြောင်းကနေပုံကျဲသွားတာအသက်၅လသားရွယ်ကလေးအပောင်ဝင်၄ဦးထိခိုက်ဒဏ်ရာရတယ်။အဲ့ဒီနေရာအသက်60ဝန်းကျင်မျိုးသမီးတောက်ကပြင်းထန်ဒဏ်ရာရပြီးကျန်တဲ့သူတွေကမစိုးရိမ်ရဘူး။နွားတကောင်ဝက်လီကောင်တည်တဲ့နေအိမ်သုံးလုံးလည်းပျက်စီးရလို့ပြည်ဦးဝင်ခရိုင်ပြည်သူကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူတောက်ကပြောကြားခဲ့ပါဗျ။ အကြံဘတ်စစ်ကောင်စီကမန္တလေးတိုင်းစင်ကူတပိတ်ချင်းမတရားမျိုးနဲ့အတွင်ရှိပြည်သူလူထုနေထိုင်ရာကျင်းရွာတွေကိုရည်ရွယ်ချက်ရှိရှိပြစ်မှတ်ထားကနေစဉ်နေတိုင်းလေရင်နဲ့ပုံကျဲတိုက်ခိုက်လျက်ရှိကြောင်းဒါကြောင့်ပြည်သူများအနေနဲ့လေကြောင်းရန်ကာကွယ်နီလမြလိုက်နာကြဖို့အိမ်တိုင်းမှာပုံကိုချင်းများတူးထားကြဖို့တော်လဲအင်အားစုတွေကတိုက်တွန်းထားပါတယ်။ဧပြီလ20ရက်နေ့ည10:00နာရီချိန်ကလည်းစင်ကူမြို့အဝင်တံတားနီအကြံဘတ်စစ်ကောင်စီတကလေကြောင်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာတစ်ပင်ထိမှန်ပောက်ကွဲသွားပြီးပြည်သူထိခိုက်မှုရှိကြောင်းသိရပါတယ်။ နောက်ထပ်တစ်ပုံအနေနဲ့တာယာဝရီမှာစစ်တပ်ကပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်58ဦးစစ်တပ်နဲ့ကြောင်းကိုပို့ဆောင်ပြီးမင်းလာမှာလည်းစစ်တပ်ကကြေးရွာတွေကိုစီးနင်းပြီးလူငယ်များကိုလိုက်လံဖမ်းဆီးနေတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းတာယာဝရီမြို့နယ်မှာအကြမ်းဖက်စစ်တပ်ကတကြံအတွင်းပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်58ဦးကိုစစ်တပ်နဲ့ပို့ဆောင်လိုက်ကြဖမ်းဆီးခံလူငယ်တွေရဲ့မိသားစုဝင်တွေကသတင်းဌာနကိုပြောပါရယ်။ AP လ73ရက်နေ့မှာစတင်ပြီးတကြံကာလအတွင်းတာယာဝရီမြို့နယ်အတွင်းရှိကြေးရွာရက်ွက်များမှာလူငယ်58ဦးကိုအကြမ်းဖက်စစ်တပ်ကပေါ်တာဆွဲ ဲဖမ်းဆီးကြောင်းအစိုးရလူငယ်များကိုမြို့နယ်ထွေအုပ်ရုံးဟောင်းမှာဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီးရနောက်ဧပြီလ19ရက်နေ့မှာမိသားစုဝင်များထံအကြောင်းကြားချက်မရှိဘဲစစ်တနန်းကြောင်ကိုပို့ဆောင်လိုက်ကြောင်းဖမ်းဆီးထားတဲ့လူငယ်တချို့ကိုစစ်တပ်ကပြန်လွတ်ပေးမယ်လို့ဆိုပြီးငွေကြက်သိန်း၁၀ကြီးလိမ့်လဲတောင်းခံပေးခဲ့ကြောင်းသိရပါတယ်။တာယာဝတီမြို့နယ်ကကျင်းရွာရက်ွက်တွေမှာအတင်းအကျပ်ပေါ်တာဆွဲဖမ်းဆီးထားတဲ့လူငယ်၄၈ဦးကိုဧပြီလ19ရက်နေ့ညပိုင်းစစ်တနန်းကြောင်ပို့ဆောင်ပါတယ်စစ်တနန်းသွားရမယ်တရင်ကြလို့လာတွေ့ကြတဲ့မိသားစုဝင်တွေကိုလည်းအတွေ့မခံမဲစစ်ကား၃စီးနဲ့ ဲ့အတင်းအကျပ်စစ်တင်တဲ့အကြောင်းကိုပို့လိုက်တာပါလို့ဖန်စီကန်လူငယ်တုံးရဲ့မိသားစုဝင်တွေကပြောပါတယ်။ အလားတူမင်းလာမြို့နယ်ပတ်တန်းကြီးချင်းရွာကိုအေပီလာ၁၈ရက်နေ့မနက်၄နာရီခန့်ချိန်အကြံဘက်စစ်ကောင်စီတပ်သားများဝင်ရောက်စီးနင်းခဲ့ကြောင်းအဲ့ဒီနောက်ချင်းရွာတွင်မှကိုမျိုးမင်းဦးကိုရဲထက်နဲ့ကိုဝင်းအောင်တို့ကိုစစ်မှုထမ်းခိုင်းဖို့ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်းသိရပါဗျ။ဒါအပြင်အေပီလာ၁၈ရက်နေ့မနက်၈နာရီခန့်ချိန်မှာလည်းမင်းလာမြို့နယ်စင်တဲကုန်းရွာအရှိတ်ထိန်နဲ့ပိုယုံကုန်းရွာအနောက်ဘက်ထိပ်ရှိကားလမ်းကိုပိတ်ဆို့ပြီးအကြံဘက်စစ်တပ်ကပေါ်တာဆွဲဖမ်းဆီးတာကြောင့်ထမ်းပင်ကုန်းရွာမှလူငယ်တအူပိုယုံကုန်းရွာမှကိုကိုနိုင် ကိုပြောင်ကြီး ကိုလင်းလင်းစင်တဲကုန်းရွာမှာကိုဝင်းရံထက်ကိုဖိုးကျဦးငင်းရဲ့သားဖြစ်သူအပါဝင်စုစုပေါင်းလူငယ်ရှုပ်ပေါ်တာဆွဲဖန်းစည်းခံခင်ရာကြောင့်တင်ရပါရယ်ထို့အတူမင်းလာမြို့နယ်ပန်းတော်ချင်းရွာကိုလည်း AP 16ရက်နေ့နေ့လယ်7:00နာရီကမှအစံဘတ်စတက်ကဝင်းရောက်ပေါ်တာဆွဲဖန်းစည်းတာကြောင့်ကိုဖိုးဝဲကိုဂျပန်ကြီးကိုမင်းမင်းအောင်နဲ့ကိုထွန်းထွန်းတို့ဖန်းစည်းခံခင်ရာကြောင့်ဒါအပြင်စင်တဲကုန်းအုပ်စုအတွင်းရှိကရင်တအိမ်ရွာနဲ့မစိုးရင်ရွာအပါဝင်အနီးနားချင်းရွာတွေကိုလည်းအစံဘတ်စတက်ကဝင်းရောက်ပေါ်တာဆွဲဖန်းစည်းရတဲ့အတွက်လူငယ်များနေအိမ်များမှာမနေရတော့ပဲတိန့်ရှောင်နေရကြ ောင်းသိရတယ်လို့သတင်းမှာဖော်ပြပါရှိပါရရှင်။